ဂျင်းထဲတော်မဟုတ်တဲ့အမှန်ကန်တဲ့၆မှုများအပိုင်းနှင့်အမှန်ကန်တဲ့၆တဲ့ဖြစ်စဉ်များဗီဒီယိုရဲ့ဒုတိယပိုင်းလေးကိုထပ်ပြီးဝေမျှပေးသွားမှာပါ။အရင်ကောက်ကအတိုင်းမဲ့မီးလေးမိတ်နှချက်လေးတက်ဆောင်းလေးကောင်းမှုချုပ်ပြီးလိုက်ကြည့်ကြပါဦး။အရင်ဆုံးဘူပေါင်းပုတ်တဲ့တဲ့နဲ့စားလိုက်ချင်ပါရင်ဘူပေါင်းပုတ်ကစားတဲ့တဲ့ဒီကိစ္စကဂျပန်မှာဖြစ်ခဲ့တာပါစူးစမ်းသူတယောက်ကခေးသွားရင်အစာအုပ်ဖြတ်တလုံးနဲ့ဝင်ဆက်ဆုပ်ခဲ့ပါရင်တကယ်တော့အဲ့ဒါကဖျားချောင်းပြတ်တစ်ခုလည်းဖြစ်ပါရင်အထဲရောက်လာတဲ့စူးစမ်းသူကထူးဆန်းတဲ့လေတုကိုခံစားလိုက်ရတာပါ ဒီခံစားချက်တဲ့သူစိတ်ထဲမှာလည်းသရိုးသရီဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ရှေးဆန်တိုးပြီးဆက်စုနေခဲ့တာပါထေကားနာကိုရောက်တဲ့အချိန်မှာခြေတံတချို့ကိုကြားလိုက်ရပါတယ်။ဟိုဒီဒီကြည့်လိုက်တော့ဘယ်သူမှမတွေ့ရပါဘူး။ဒီအချိန်မှာနေရနှစ်ဖက်ကိုထောင်ထားတဲ့တန်းတစ်ချောင်းကသူ့လိုလိုပြုတ်ကျသွားခဲ့ပါတယ်။စူးစမ်းသူကထေကားနာမှာတခုခုရှိမယ်လို့ခန်းစားနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကိုတော့မသွားရဲပါဘူး။အဲဒါကြောင့်ဘူပေါင်းတစ်လုံးကိုလေမှုပ်ပြီးပြစ်ချကြည့်ခဲ့တာပါ။ဒီအချိန်မှာပဲဘူပေါင်းကိုတရားရောက်ကပုတ်လိုက်တယ်လို့ပြန်မြောက်လာနေပါတယ်။ ဒါပေမဲ့ဘယ်သူကမှမတွေ့ရပါဘူးအဲဒါကြောင့်စူးစမ်းသူလည်းသူတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိလိုက်ပါတယ်။နောက်ပြီးစက်နေဖို့စိတ်မတန့်ဖြစ်လာတာကြောင့်ပြန်ထွက်လာခဲ့ပါတယ်။ကန်ကောင်းစွာနဲ့လူကတော့ဘာအန်လျင်နဲ့မှမတွေ့ခဲ့ရပါဘူး။အသွားမတော်တလန်းကျောင်းပြတဲ့လုံးထဲကိုဝင်ဆန်းဆူးခဲ့တဲ့လူတယောက်ကတော့တိတ်မကြာခင်မှာပဲသူမှားသွားကြောင်းသိလိုက်ရပါတယ်။ဆဆာချင်းမှာဘာမှမထိုးသေးပေမဲ့ကော်ရီဒါလမ်းရောက်သွားတဲ့အချိန်မှာထိုးချမှုတွေကိုတွေ့ခဲ့ရတာကြောင့်ပါ။အဲဒီမှာတန်ထိုင်ကုန်တလုံးရှိနေပါတယ်။လူရောက်သွားချိန်မှာထိုင်ကုန်ကနောက်ဖက်ကိုရွေသွားခဲ့တာပါ။ တမန်တလင်းနဲ့ထိုင်ကုန်လို့ပို့တိုက်တန်ကလည်းကြောက်စရာကောင်းလောက်အောင်ကြားနေရပါတယ်ဒါပေမဲ့ဒီလူကအဲ့ကိစ္စကိုဗီဒီယိုတင်ချရိုက်ထားခဲ့တာပါအဲ့မကြားခင်မှာပဲအပြင်ဘက်ကအတန်နေကြားလိုက်ရလို့သွားကြည့်လိုက်ပါတယ်ဒီအခါမှာတော့လူသူမရှိပဲအလိုလိုလွဲနေတဲ့ဒန်းတွေကိုတွေးလိုက်ရပါတယ်အဲ့ကိုသွားပြီးဗီဒီယိုရိုက်နေတဲ့သူကချက်ချင်းကိုကြောချမ်းလာခဲ့တာပါအဲ့ဒါကြောင့်ကြောင်းထဲကနေခက်မမြန်ပဲထွက်လာခဲ့ပါတယ်အပြင်ရောက်တဲ့အထိကြောချမ်းရတဲ့ခံစားမှုကမပြောင်းနေသေးပါဘူးအီရန်ရဲ့မြို့ငယ်လေးမှာဖြစ်ခဲ့တဲ့ဒီကိစ္စကလည်းဆက်စုတက်သူတွေအတွက်အသင်ခံစားပါပဲ အဲ့တော့ကလူငယ်လေးတယောက်ဟာကျောင်းပြန်ထဲကိုဝင်ပြီးဆက်စုနေကြတာပါတကယ်တော့ဒီကျောင်းကစူးစူးရွားရွားကိစ္စတွေဖြစ်ခဲ့ပြီးနောက်ပိုင်းပိတ်ထားခဲ့ရတာဖြစ်ပါတယ်ကျောင်းထဲကိုဝင်လာရင်အဲ့လူကဘယ်ကနေပြန်ထွက်ရမှန်းမသိအောင်ဖြစ်နေခဲ့တာပါအဲ့ဒါကြောင့်ထွက်ပေါက်ကိုလိုက်ရှာနေတော့မှပဲထူးဆန်းတဲ့ခန်းစားချက်ကိုရလာပါတယ်အဲ့ဒါကတော့သူ့ကိုတယောက်ကလှမ်းကြည့်နေတယ်လို့ခန်းစားရတာပါပဲအဲ့ဒါကြောင့်အခန်းလေးကိုဓမီနဲ့လိုက်ထိုးကြည့်နေပါတယ်ဒီချိန်မှာပဲသူ့ကိုနောက်ကျောပေးပြီးခေါင်းနဲ့ကြည့်နေတဲ့အရေးတစ်ခုကိုတွေ့လိုက်ရတာပါဒီချိန်မှာတော့ဆက်စုတဲ့လူလဲခြေဥတဲ့အောင်ထွက်ပြေးရင်အပြင်ကိုရောက်လာခဲ့ပါတယ်။အဲ့တော့မှသူလဲတက်ပြင်းချနိုင်ခဲ့တာပါ။ ကိုရီးမားကိုနေပြီးတင်းချောက်ခံရခြင်းဖိလစ်ပိုင်သားဒီလိုကတော့အလုကပြန်လာချိန်မှာမိုးချုံနေပါပြီအိမ်ထဲကိုဝင်လိုက်တော့အရင်ကားနဲ့မတူတဲ့ခန်းစားချက်ကိုရလိုက်ပါရင်အဲဒါကြောင့်ပဝင်းချင်းကိုစစ်ဆေးနေတော့ brain bomb ကနေပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုတွေ့လိုက်ရတာပါအဲဒါကတော့အဖြူရောင်အရင်တစ်ခုကသဘာဝမကျတဲ့ပုံစံနဲ့ခုံပေါက်နေတာပါပဲမသိရင်တန်ပိုလင်းအပေါ်မှာလူတစ်ယောက်တက်ခုံနေတယ်လို့ပုံစံဖြစ်နေပါရင်တကယ်တော့အဲ့နေရာမှာဒီလိုဖြစ်ရမယ့်အခြေအနေတွေတစ်ခုမှရှိမနေပါဘူးသူစနာကတော့အမှန်ပါပဲအင်ရှင်လည်းဒီကိစ္စကိုတော်တော်ကြာကြာစိုက်ကြည့်နေခဲ့ပါရင် အပြင်မှာအရေးကလည်းစတိုက်ခုံနေပါတယ်နောက်ဆုံးအပြင်ထွက်ပြီးစစ်ဆေးကြည့်လိုက်တော့ဘသူကမှမတွေ့ရပါဘူးအဲဒါကြောင့်အင်ရှင်လဲကြက်သိန်းနေထားပြီးကြံရင်နေကြရပါတယ်အိမ်မွေးကြောင်နယ်လေးနဲ့ထူးဆန်းတဲ့အပေါ်ပိုင်ရှင်တယောက်ကသူ့ရဲ့ကြောင်နယ်လေးပျောက်သွားလို့နေရာနဲ့လိုက်ရှာရင်အိမ်ကိုတလုံးစီကိုရောက်သွားခဲ့ပါတယ်။အိမ်ထဲမှာတော့ပင်းကိုအိမ်နဲ့ဖုံလေးနဲ့ပြည့်နေတာပါ။ဒီအိမ်ထဲကိုလူမယောက်တာတော်တော်ကြာပြီဆိုတဲ့သဘောလေးဖြစ်ပါတယ်။တခင်ကဖုံမုတ်တွေကြားရင်းကနေကြောင်ချေရာတွေ့လိုက်လို့အားတက်သွားပါတယ်။ အဲ့ဒါကြောင့်အဲ analyze ရှာကြည့်တော့အခန်းတစ်ခုထဲမှာသူ့ရဲ့ကြောင်တယ်လေးကိုတွေ့လိုက်ရပါတယ်။တကယ်ကလမ်းခေါ်ကြည့်ပေမဲ့ကြောင်လေးကတစ်ချက်လမ်းကြည့်ပြီးအခြေလွှဲသွားခဲ့ပါတယ်။ကြောင်လေးကြည့်ရတော့ဓမီနဲ့လမ်းထိုးကြည့်ချိန်မှာတော့ထူးထူးဆန်းဆန်းကိစ္စတွေဖြစ်လာပါတယ်။အခန်းထဲကပစ္စည်းတွေသူ့အလိုလိုရေးသွားခဲ့ပါတယ်။ပြီးတော့အမောင်ထဲမှာလှုပ်နေတဲ့အရေးတစ်ခုကိုလည်းတွေ့လိုက်ရပါတယ်။ဒီချိန်မှာတခင်လည်းကြောင်လေးကိုသတိတော်မရနိုင်တော့ပဲအိမ်ထဲကနေထွက်ပြေးခဲ့ရပါ။သူ့ကြောင်လေးအိမ်ပြန်လာရင်တော့လက်ခံလို့ဖြစ်ပါမလားဆိုတဲ့အတွေးတွေနဲ့လည်းစိတ်ရှုပ်ထွေးနေခဲ့ပါတယ်။ကြောင်ထဲကတရေကိုင်းဒီကိစ္စက2014ခုနှစ်အတွင်းအိုင်ဒါဟိုပြည်နယ် ပိုကူတဲလိုအထက်တန်းကျောင်းမှာဟောလေးတကျော်ဖြစ်ခဲ့တဲ့ကိစ္စတခုပါပဲဒီဇင်ဘာ19ရက်နေ့မှာ CCTV ကင်မရာတွေကထူးဆန်းတဲ့ဖြစ်ရပ်များစွာကိုမှတ်တမ်းတင်နိုင်ခဲ့လို့အခုလိုသိခွင့်ရခဲ့တာပါအဲဒါကတော့ကျောင်းရဲ့အခန်းတော်တော်များများကမီးလုံးတွေမှိတ်လိုက်ပွင့်လိုက်ဖြစ်ပြီးအရေးတွေကအခန်းထဲကထွက်ကကော်ရီတာမှာရှောက်သွားနေတာပဲဖြစ်ပါတယ်တကယ်တော့ဒီကျောင်းကတင်းချောက်တယ်လို့နာမည်ကြီးမိသားဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအဖြစ်ပြက်မျိုးကတော့အကျဉ်းဆုံးပါပဲအဲ့ဒီကျောင်းရဲ့အခြေအနေကိုသွားဝါလုံးကိစ္စကျန်းကျင်သူဂျိုနဲ့ လေးစားဘရိုင်ယန်တို့ကလာပြီးတော့စုံစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့သူတို့ရဲ့ကိရိယာတွေအလုံးမလုံးပဲဖြစ်နေလို့ပိုတိကျတဲ့အထောက်အထားတွေများခဲ့ပါဘူး။တကားဆောက်ပိတ်တဲ့ဗျူနိုအေရီအာကစားကွင်းရဲ့ညာဆောက်ကအဝေးလဲခန့်နေဘက်ကထူးဆန်းတဲ့ထူးရိုက်တန်တွေကိုကြားခဲ့ရလို့သွားစစ်ဆေးခဲ့ပါတယ်။အဲ့မှာပဲတကားတစ်ချက်ကဇက်တိုက်ဆောက်ပိတ်နေတာကိုတွေ့လိုက်ရတာပါ။ထူးဆန်းတာကအဲ့ဒီကိစ္စကလွဲပြီးအားလုံးကငြိမ်သက်နေတာပါပဲ။တကယ်တော့တကားကလည်းအထူးကြီးဖြစ်ပါတယ်။ညာဆောက်လည်းထူးဆန်းတဲ့ဒီမင်ကွင်းကိုဗီဒီယိုရိုက်ထားခဲ့လိုက်တာပါ။ နောက်ပြီးဒီကိစ္စကဒီလောက်နဲ့ပြီးသွားလိမ့်မယ်လို့တွေးနေကြတာဖြစ်ပါရင်ဒါပေမဲ့ဒီလိုတွေးနေတုံးမှာပဲမှောင်မဲတဲ့အရေးတစ်ခုကခုံတန်းလားတွေကိုဖျက်ပြီးနေရည်ကိုဖောက်ဝင်သွားတာကိုတွေ့လိုက်ရတာပါအဲ့ဒီမြေခွင်းကြောင့်ညာဆောက်လဲချက်သိန်းတွေတပြန်ပြန်ထပြီးကြံရင်နေခဲ့ရပါရင်ပြီးတော့အပြင်ကိုမြန်မြန်ပြေးထွက်လာခဲ့တာပါပဲစင်မြင့်ထက်ကရိတ်ဒီကိစ္စကတော့လူကြားသူကြားလင်းလင်းထင်းထင်းဖြစ်တဲ့အချိန်မှာကြုံခဲ့ရတာပါဂျော်ဂျီယာပြည်နယ်ဆာဘာနာမြို့ရဲ့စင်မြင့်ဖြော်ပြရေးပွဲတစ်ခုကအစီအစဉ်တိုင်းကျင်းပနေပါတယ်ဒီအဖြစ်အပျက်ကိုတာဝန်ရှိသူတယောက်ကဗီဒီယိုရိုက်ထားခဲ့တာပါ အကမဲ့လေးတွေစင်ပေါ်မှာဖျော်ပြနေတော့နောက်ကနေအရေးတစ်ခုကဖျက်ပြီးပြေးသွားတာပါဒါပေမဲ့အကနေတဲ့သူတွေရောကြီးနေတဲ့သူတွေရောဒီကိစ္စကိုမြင်မိခဲ့ကြပါဘူးရုပ်စာဆုံးဗီဒီယိုရိုက်တဲ့သူတော်သတိမထားမိခဲ့ပါဘူးနောက်ပိုင်းဗီဒီယိုကိုပြန်ကြည့်တဲ့အခါမှသာဒီကိစ္စကိုသိကြရတာပါမမြင်ရတဲ့တီရှိမှုစမ်းကြဲတဲ့လှုပ်ရှားမှုတချို့ကအကောင်ထင်မြင်ရတာမဟုတ်ပါဘူးတချို့တွေကအတန်ပေးပြီးတုတ်ပြန်တက်ကြတာပါဒီအဖြစ်ပြမှာလဲလူတယောက်ကစွန့်ပြစ်ကြောင်းတစ်ကြောင်းတည်းကိုဝင်းစူးစမ်းရင်းကြုံတွေ့ခဲ့တာဖြစ်ပါရင် တဝင်သွားတဲ့အချိန်မှာဇင်းညံလန်းတစ်ချောင်းထွက်လာတဲ့အတန်တွေကိုနောက်ဥအောင်ကြားလိုက်ရတာပါဒါမဲ့ဒီအတန်တွေကဘယ်ကနေဘယ်လိုထွက်လာတာလဲဆိုတဲ့အကြောင်းကိုတော့စဉ်းစားလို့မရနိုင်အောင်ဖိခဲ့ရတာပါအရာအလုံးကငြိမ်သက်နေတယ်လို့ဖြစ်နေပေမဲ့အတန်တွေကတော့ပို့ဦးလာပါတယ်မသိရင်စက်တလုံးလုံးကနေထွက်လာတယ်လို့ပါပဲဒါပေမဲ့အဲ့ဒီနေရာမှာလျှက်စင်မိမရှိတယ်လို့ဘာဆက်မှရှိမနေဘူးဆိုတာစူးစမ်းသူကသိနေကြတာဖြစ်လို့ပြန်ထွက်သွားဖို့ကိုပဲရွေးချယ်လိုက်ပါတယ်ဖျားအကြောင်းပြဆောက်ရှောက်သူ တရားကြောင်းနေဘာသာရေးအဆောက်အဦနေရာတွေမှာပုံမှန်အတိုင်းဆိုရင်မြင့်မြတ်တဲ့နေရာဖြစ်သွားတယ်။ဒါပေမဲ့အတုံးမပြုတ်ပဲပြစ်ထားခံရရင်တော့ဘွေးရင်တွေခိုအောင်ရနေရာဖြစ်သွားနိုင်ပါတယ်။ရိုမေနီးယားနိုင်ငံမျိုးငယ်လေးတစ်ခုမှရှိတဲ့ရှေးအောင်ဖျားကြောင်းလေးတစ်ခုကလည်းဒီလိုပါပဲ။ဒေသခံတွေကဒီဖျားကြောင်းမှာမမြင်ရတဲ့အဆောက်ရှောက်ရှိတယ်ဆိုပြီးတော့ယုံကြည်ထားကြတာပါ။ အဲ့ဒီတဲ့င်းကြောင့်နည်းနဲ့စူးစမ်းသူတယောက်ကလည်းဖျားเจ้าကိုရောက်လာပါတယ်အထဲဝင်သွားလိုက်တာနဲ့ထူးဆန်းတဲ့လေတို့ကိုချက်ချင်းခံစားလိုက်ရတာပါဖျားเจ้าနဲ့ကကြားနေတဲ့တသားเจ้าတွေကသူ့လိုလိုလှုပ်နေတာကိုလည်းတွေ့လိုက်ရပါတယ်စူးစမ်းသူကဒီတဲ့ထူးဆန်းတဲ့အဖြစ်အပျက်ကိုတွေးရလိမ့်မယ်လို့လည်းခံစားမိနေခဲ့တာပါဒီအချိန်မှာပဲနောက်ကျောမလုံတလို့ဖြစ်သွားလို့ချက်ချင်းလှဲလိုက်ပြီးအပေါ်ကိုမောကြည့်လိုက်ပါတယ်သူတွေးလိုက်ရတာကတော့စိုက်ကြည့်နေတဲ့အရေးတစ်ခုပါပဲစူးစမ်းသူကဒီအရေးကိုတေချာမှတန်းတင်လိုက်ပါတယ်နောက်တော့ဖျားเจ้าနဲ့ကနေထွက်လာခဲ့တာပါရှေ့ဆက်တွင်အနေဖြစ်လိမ့်မယ်ဆိုတဲ့အမွေးအသက်ကိုခံစားခဲ့ရလို့ပါပဲ စစ်စစ်တီမီမတန်းတွေကထူးဆန်းတဲ့အရေးဒီကိစ္စကလည်းအကြောင်းထောက်ရင်းရှိသူတွေကိုဘေးအနီးဖြစ်စေခဲ့ပါတယ်တကယ်တော့ဒီကိစ္စဖြစ်ခဲ့တာကိုဘယ်သူမှတော့မသိခဲ့ပါဘူးကျောင်းလုံးကျွန်းကြီးကကိစ္စတစ်ခုခုကြောင့်စစ်စစ်တီမီမတန်းတွေကိုပြန်ကြည့်ချိန်မှာဒီကိစ္စကိုတရိပ်ထားမိခဲ့တာပါနောက်ပြီးအဲဒီကိစ္စဖြစ်တဲ့အချိန်ကနေကင်းကြောင်တောင်ကြီးလည်းဖြစ်နေခဲ့ပါတယ်အဲဒါကတော့ကျောင်းအစားခွင့်နားမှာတွေ့ရတဲ့အရေးတစ်ခုပါပဲဒီအိတ်ကဟိုဒီဒီရွေလျားနေပါတယ်နောက်ပြီးအချိန်ကလည်းနေကင်းကြောင်တောင်ကြီးမှာဖြစ်နေတာပါအရေးရဲ့ပုံစံကလည်းတိကိုင်းချောက်လို့လို့ဘာလို့လို့ပါပဲသူစနာကဒီရာကိုတရားရောက်ကကင်ပြီးရှောင်းရွှေ့နေတယ်လို့ဖြစ်နေကြတာပါ ဒါပေမဲ့ဘာကောင်မှမတွေ့ရပါဘူးဒီကိစ္စကလည်းရှင်းရခဲ့တဲ့ကိစ္စတစ်ခုဖြစ်ခဲ့ရပါတယ်တတိမဝင်ရဂိုးဆန္ဒရဲ့အလုံးလုံးတဲ့နေရာမှာအတားအဆီးမျိုးစုံကြုံရတတ်ပါတယ်အတွေ့အကြုံရင်ဂိုးဆန္ဒတယောက်ကတော့သူ့ဘဝရဲ့အကျဉ်းဆုံးတုတ်ပြဲမှုတွေကိုအဲ့ဒီနေ့မှာကြုံခဲ့ရတာပါတင်း၆တယ်လို့နာမည်ကြီးတဲ့အိမ်ပြတစ်လုံးနဲ့သွားကြည့်နေတော့မှပဲတကားတွေအလုံးလုံးစောက်ပိတ်နေတာကိုတွေ့လိုက်ရပါတယ် အဲ့ဒီအထိကိုစန်တာအတွက်ဘာမှမဖြစ်သေးပါဘူးတကယ်တော့သူ့ကိုအိမ်ထဲကထွက်သွားဖို့တတိပေးနေခဲ့တာပါဒါပေမဲ့ပေးကပ်ပြီးဗီဒီယိုပတ်ရိုက်နေချိန်မှာတော့ကျန်းတဲ့တုပ်ပြဲမှုတွေကိုထက်တွေ့လာခဲ့ရတာပါအဲ့ဒါကတော့အရာဝတ္ထုတွေလူစီကိုလွင့်ပြန်လာတာပါပဲဒီချိန်မှာတော့ကိုစန်တာလည်းပေးခံလို့မရတော့ပါဘူးတကယ်ကသူ့ကိုထွက်သွားစီချင်တာသိတာတဲ့အတွက်ထိခိုက်မှုအကြီးကြီးမားမားမဖြစ်ခင်အိမ်ထဲကနေထွက်လာခဲ့ရပါတယ်စန်နီယာတီးတဲ့တရင်ဒီနေရာကကိုပိုင်စာသင်ကျောင်းတစ်ကျောင်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီမှာကဆူဆူရာကိစ္စတချို့ဖြစ်ပျက်ခဲ့ပြီး ပိတ်ခဲ့ရတာပါနောက်ပိုင်းမှာတော့လူမနေတော့တဲ့အစာအုပ်ပြန်ကြည့်ဖြစ်လာပြီးတင်းရဲ6တဲ့နေရာတစ်ခုဖြစ်နာမည်ကြေလာခဲ့ပါတယ်ဒါကုံမြုံနဲ့ YouTuber တချို့ကဒေသခံတွေကိုစီယုံပြီးအထဲကိုဝင်ခဲ့ကြတာပါပြီးတော့အထဲမှာတူတူများဗီဒီယိုလိုက်ရိုက်နေခဲ့ပါတယ်ဆက်ဆက်ချင်းမှာပဲမွန်းချက်နှောင်းအိုက်တဲ့လေလူကြီးကိုခန်းစားမိခဲ့ကြတာပါပြီးတော့တကားတွန်းတိုက်တန်တွေယထာသွားတဲ့အတန်တွေကိုလည်းကြားလိုက်ရပါတယ်တကယ်တော့အဲ့နေရာကယထာလန်းနဲ့လည်းအဝေးကြီးဖြစ်နေတာပါအဲ့အတန်တွေနောက်မှထွက်လာတဲ့ဆန်နီယာတီးတန်ကလည်းထူးထူးဆန်းဆန်းကြားလိုက်ရပါတယ်ဒီချိန်မှာပဲအားလုံးလည်းဆန်နီယာကြီးကိုလိုက်ရှာခဲ့ကြပြီးတနေရာမှာတွားတွေ့ခဲ့ပါတယ် လူနေရောက်သွားတဲ့အချိန်မှာဆန်နီယာနာကဆာရက်တီကလေးဘောဝဲပြန်တက်နေခဲ့တာပါခဏကြာမှတော့အရာအလုံးတိတ်ဆိတ်သွားပါတယ်သူတို့ကဆန်နီယာကိုဝိုင်းကြည့်နေတုံးမှပဲတစ်ချက်တစ်ချက်အတန်ထက်ထွက်လာခဲ့ပါတယ်ဒီအချိန်မှာတော့အလုံးလည်းခန်းထဲကနေထွက်သွားသင့်ပြီဆိုတာမတိုင်ပေမဲ့နားလည်သွားကြပါတယ်ခလေးခေါင်းပြက်တရေ2015ခုနှစ်တုန်းကခီးသွားအဖွဲတစ်ဖွဲကကော်လိုရာဒိုပြည်နယ်ကစတန်လီဟိုတယ်မှာဝေတညဝင်တဲခိုခဲ့ကြပါတယ်ညလေလောက်ရောက်တဲ့အချိန်မှာပဲဟိုတယ်ရှောင်းလန်းစီကထွက်လာတဲ့အတန်နဲ့တီကိုအလုံးကြားခဲ့ရတာပါ ဒီချိန်မှာတော့ခီးတဲ့တွေအားလုံးလည်းအပြင်ကိုရောက်လာခဲ့ပါတယ်ပြီးတော့ဟိုတယ်ဝန်ထမ်းကိုလမ်းခေါ်ပြီးအချိုးချောင်းမေးနေခဲ့တာပါသူတို့အုပ်စုကဟိုတယ်ရှောင်းလန်းအစွန်းမှာစုဝေးပြီးတော့ဒီကိစ္စကိုပြောဆိုနေကြပါတယ်ဒါပေမဲ့ရှောင်းလန်းတစ်ဖက်စွန်းကပေါ်လာတဲ့ထူးခြားမှုကတော့သတိမထားမိခဲ့ကြပါဘူးအဲ့ဒါကတော့ကလေးတယောက်ရဲ့အရေးပုံစံမျိုးပါဒါပေမဲ့ခေါင်းတော့မပါပါဘူးအဲ့တဲ့တယောက်ကဟိုတယ်ဝန်ထမ်းနဲ့စကားပြောနေတာကိုဗီဒီယိုရိုက်ထားရင်ဒီပုံရိပ်ကိုလည်းရိုက်ကူးထားနိုင်ခဲ့ပါတယ်အဲ့တော့မှာတော့တင်းရဲ၆တဲ့ကိစ္စကိုအတည်ပြုနိုင်ခဲ့ပါတယ်ပြီးတော့တစ်ဖွဲ့လုံးတခြားဟိုတယ်ကိုပြောင်းအိတ်ခဲ့ကြရပါတယ် ဆင်းရုံပြည်ထဲကခွဲစိတ်ခံတဘောလုံးကိစ္စရည်နဲ့ပတ်သက်ရင်ဆင်းရုံပြည်တွေကဇလန်းကိုမျိုးစုံအောင်ကြားရမှာပါလူတယောက်ကတော့ဒီတိုင်းနေရတာပြင်းလာလို့ဆင်းလုံရှားစရာအတွေ့အကြုံရှားဖို့စဉ်းစားမိခဲ့ပါတယ်ဒီလိုနဲ့ဆင်းရုံပြည်တစ်ခုတည်းကိုညဘက်ကြီးရောက်လာခဲ့ပါတယ်သူဝင်လာပြီးသိမကြခင်မှာပဲထူးဆန်းတာတွေ့လိုက်ရပါတယ်အဲ့ဒါကတော့အတန်နေကြားရတာပါပဲဒါပေမဲ့ဒီလူကတော့ရှေ့ဆက်တိုးခဲ့ပါတယ် ခဏကြာမှပို့ထူးဆန်းတဲ့ကိစ္စတွေထပ်ဖြစ်လာခဲ့တာပါ။အတန်ကြာအစီသွားကြည့်တော့သူ့မျက်လုံးကိုမယုံနိုင်အောင်ဖြစ်သွားခဲ့ပါရင်အဲ့ဒါကတော့ခွဲစိတ်ကတခုကိုတဲတဲကွဲကွဲတွေ့လိုက်ရတာပါပဲ။ဆရာဝန်တွေကလူနာကိုခွဲစိတ်နေခဲ့တာပါ။ဒီချိန်မှာပဲကင်မရာမြင်ကွင်းတွေကိုပုံစိုးပန်းစိုးမြင်လာတဲ့မျိုးသမီးတယောက်ဘွားကနေပေါ်လာချိန်မှာတော့နောက်ကြတဲ့ခြေထောက်တက်ဆာဖောက်ဆိုပြီးတော့တွက်ပြေးခဲ့ရတာဖြစ်ကြောင်းဝေမျှလိုက်ရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။